ဒီခဏကူကအကောင်လေးတယောက်ပဲဖြစ်နေမယ်အကောင်းဆုံးပိုင်ဆိုင်မှုပဲမဆိုးဘူးသူကကလေးတယောက်ပဲဖြစ်ဖြစ်ငါကယူမဆိုင်ဘူးဒီကောင်လေးကိုငါဝင်စားဖို့အတွက်ပဲလိုတာစစ်ထူနန်းကတော့မြောက်ဘက်အစွန်ဖျားကိုဝန်တာအရမ်းနဲ့ကြီးလိုက်ပါတယ်ဗီဒီယိုလေးမဆက်ခင် YouTube channel လေးကို like and subscribe လုပ်ခဲ့ပြီးတော့တောင်းဆိုချင်ပါတယ်ဝလင်းကစစ်ထူနန်းကိုကြီးလိုက်ပါတယ်စစ်ထူနန်းရဲ့မျိုးလုံးထဲမှာလည်းဝန်တမှုများပြင်းထန်နေပါတယ်သူကပြုံးပြီးတော့ကောင်းတယ်ဒီဖိုးကြီးကခဏကူဝေးပြီးသွားပြီဝလင်းမြောက်ဝင်ုံဆုံးငါနဲ့လိုက်ခဲ့ငါလိုချင်တဲ့ခဏကူကအဲ့မှာရှိတယ် သူကပြောပြီးတာနဲ့သူကပြတ်သန်းသွားပါတယ်ဝယ်လင်းကသူ့ရဲ့တလုံးအိတ်ကိုပို့လိုက်ပါတယ်ချင်းသားရဲ့ကြီးကလည်းဟိမ့်သက်ပြီးပြီးဝယ်လင်းရဲ့ရှေ့မှာပို့လာပါတယ်ဝယ်လင်းကတော့ချင်းသားရဲ့ကြိုးပုတ်ကိုခုန်တက်ပြီးစစ်ထူနန်ရဲ့နောက်လိုက်သွားပါတယ်စစ်ထူနန်ကတော့ချင်းသားရဲ့ကြီးကိုကြည့်ဖို့အတွက်လက်ကြည့်လိုက်ပါတယ်သူ့ရဲ့မျက်လုံးများလည်းတောက်ပွားလာပြီးဒါကဖာသားရဲ့လေ ဘယ်ကနေရလာလဲဒီဖိုးကြီးကလည်းတကောင်လုံးဖမ်းပြီးတော့စော့ကစားမလို့သူကပြောလိုက်ပါတယ်ချင်းသားရဲကအမြဲတမ်းရဆက်ကြံကြုတ်ဝင်မဲ့စစ်ထူနန်စီကတောင်းမဖေရစွမ်းအင်မျိုးကိုခန်းစားပြီးနောက်ညီတန်နိုင်ငယ်ပေးကသူစီကနေနောက်ဆူသွားပါတယ်စစ်ထူနန်ကတော့ချင်းသားရဲကြီးကိုခဏကြကြာကြီးနေပါတယ်ချက်ချင်းပဲသူကဝင်လင်းပေးကချင်းသားရဲကြီးရဲ့ကြောပေါ်မှာပေါ်လာပြီးဘာလို့ထပ်ပြေးရလဲငါမင်းကိုမစားပါဘူး ူကပြောလိုက်ပါတယ်ချင်သားရဲ့ခန္ဓာကိုယ်ကလည်းတုံ့တက်သွားပြီးဝယ်လင်းကအတနာခန့်နဲ့အကြည့်နဲ့ကြည့်လိုက်ပါတယ်ဝယ်လင်းကတော့မိဖျော့ပြုံးပြီးချင်သားရဲ့ခေါင်းကိုပုတ်ပြလိုက်ပါတယ်သူကကြောက်စိမ်းတစ်ခုကိုထုတ်ပြီးအချက်လက်တချို့ကိုရေးပြီးနောက်စစ်ထုန်လန်းကိုပေးလိုက်ပါတယ်မင်းကအဲ့ကိုသွားမယ်ဆိုရင်ချင်သားရဲ့တွေကြိုက်တလို့ဖမ်းလို့ရတယ်စစ်ထုန်လန်းကလည်းကြောက်စိမ်းကိုယူလိုက်ပါတယ်သူကကြည့်ပြီးနောက်သူ့ရဲ့မျက်နှာမူအားချက်ချင်းပဲပြောင်းလဲသွားပါတယ်သူကမတတ်မတားနဲ့ထားလိုက်တော့ငါမလိုချင်တော့ဘူး သူကပြောလိုက်ပါတယ်ဝလင်းပေးလိုက်တဲ့ကြောက်စင်းထဲမှာတော့ရှေးအောင်နှဖះချင်းသားရဲ့အမြောက်များကိုတွေ့ခဲ့တဲ့ဂျိုရဲ့အကြောင်းအချက်လက်တွေပေါဝင်နေပါတယ်စစ်ထူနယ်ရဲ့မာနကြီးမမှုနဲ့တော့ထိုးကြောက်စင်းထဲကအချက်လက်တွေကိုမြင်တော့သူ့ရဲ့နှလုံးသားတုံ့လုံးသွားပါတယ်ပြီးတော့သူကချင်းသားရဲ့ကြီးကိုထူးဆန်းတဲ့မူယာနဲ့ကြည့်လိုက်ပါတယ်စစ်ထူနယ်ကတော့ပြုံးစီပြုံးစီနဲ့ဝလင်းငါတို့ကသဘောတူညီမှုတစ်ခုလုပ်ရအောင်ငါခန္ဓာကိုယ်ရာပြီးသွားရင်ဒီချင်းသားရဲ့ကိုခဏတော့လေးလာဖို့အတွက်ငါ့ကိုငှားပါလားငါလေးလာရုံပဲသူ့ရဲ့အတော့မထိခိုက်စေရအောင်သူကပြောလိုက်ပါတယ် မရဘူးဝလင်းကလည်းချက်ချင်းပဲညှို့ဆုပ်လိုက်ပါလေစစ်ထူနန်းကလည်းထိတ်ရန်သွားပြီးငါတကယ်မတက်ဘူးသူကပို့ပြီးတော့နောင်အားကောင်းလာနိုင်တယ်စစ်ထူနန်းကပြောလိုက်ပါလေမရဘူးဝလင်းကလည်းခေါင်းခါလိုက်ပါလေစစ်ထူနန်းကလည်းမျိုးလုံးပြူပြီးဝလင်းကိုကြည့်ပြီးတော့ကောင်းလေးဒီဖိုးကြီးကိုဘသူကမှမငင်းဆန့်ရဘူးအရင်တော့ဒီဖိုးကြီးကပထမမျိုးဆက်ရဲ့မိဖုရားအောင်တော်လိုချင်လို့သူ့စီကနေခိုးလိုက်တာငါလိုချင်ဘသူကမှမငင်းဆန့်နိုင်ဘူး မင်းကငါ့ကိုပေးမလားမပေးဘူးဆိုရင်ငါမင်းကိုတစ်ချက်တည်းနဲ့တတ်ပြစ်မယ်မင်းကမတိတတ်တဲ့ကောင်ပဲစီထူနန်ကအဟိလိုက်ပါတယ်ဝယ်လင်းကတော့စီထူနန်ကိုစိုက်ကြည့်နေပါတယ်သူကဘာမှပြောပဲတက်တက်စိတ်နဲ့ကြည့်နေပါတယ်ခဏကြာမှတော့စီထူနန်ကဒရီနဲ့ပြုံးပြီးငါကဘလူလုတ်ပြီးတော့မင်းတို့လူနဲ့ကြုံလာရတာလေမင်းကငယ်စဉ်တုန်းကမင်းကချင်းချက်နိုင်အောင်မင်းရဲ့ခန္ဓာကိုယ်ပြုပြင်ပေးခဲ့တာငါပါပြီးတော့တရားရုံးရဲ့အုံးမျိုးကိုခိုးဖို့လေအကြံပေးခဲ့တာငါပဲပြီးတော့မင်းတို့အချိန်ကုန်ပြဆော့ကဲခဲ့တယ်ထမီသားစုရဲ့ကောင်လေးကမင်းတို့လိုက်တော့အကြောင်းနေမင်းကမှတ်မိတော့ဘူးလား ဂျမင်ချိုင်ဝမ်ရဲ့အဖြစ်ပဲမှလေမင်းကိုကယ်ဖို့အတွက်ငါရဲ့အတောင်းတော်ဆွန့်ခဲ့တာမင်းကတော့ငါ့ကိုဒီလိုမျိုးဆက်ဆန့်လာလားငါကတော့တနာစရာကောင်းတဲ့အဖိုးကြီးဖြစ်သွားပြီငါမှဆန္ဒတွေအများကြီးမရှိပါဘူးဒီချင်သားကြီးကိုလေးလာဖို့အတွက်ငှားချင်းုံပါပဲသူကပြောလိုက်ပါတယ်ဝယ်လင်းကလည်းခေါင်းကိုက်လာပါတယ်စစ်ထူနန်ကမတူတော်လုံးနေသူကလေးလူရှိလို့ရပါတယ်တို့ရတဲ့ယခုစစ်ထူနန်ကပြောတဲ့စကားတိုင်းကသူ့ရဲ့နှလုံးသားကိုထိခိုက်စေပါတယ်ခနာကြမှာတော့ဝယ်လင်းကမတတ်မတာနဲ့ပြုံးပြီးကောင်းပြီကောင်းပြီငါမင်းကိုငှားပြီးမယ် သူကပြောလိုက်ပါတယ်စစ်ထုနယ်ရဲ့အမှုရာကလည်းရုတ်တရက်မာနာကြီးတဲ့ပုံစံပြောင်းသွားပြီးသူကရေလိုက်ပါတယ်ကောင်းတယ်ဒါမှဒီဖိုးကြီးကရွေးချယ်ခဲ့တဲ့လူနဲ့ပူပြီးတော့တူတယ်သူကထို့သူပြောပြီးချင်သားရဲကိုကြည့်ကကြောက်စရာကောင်းတဲ့အပြောင်းကိုပြောလိုက်ပါတယ်ချင်သားရဲခန္ဓာကိုယ်ကတော့တုန်တက်သွားပြီးအော်ဟစ်လိုက်ပါတယ်ထိုးပြုံးကြောက်သူကကောင်းကင်ကနေပြုတ်ချမလို့တောင်ဖြစ်သွားပါတယ်သူတို့ကပြန်တန်းနေတော့ဝလင်းရခဏတွေ့ပြီးစစ်ထုမင်းကဂျင်းနဲ့ပဲအကြောင်းကိုတိလား သူကမေးလိုက်ပါလေစစ်ထူနယ်ရဲ့အမှုရာလည်းအလေးနဲ့ဖြစ်လာပြီးကြီးနေပဲဆိုတော့နေမီသုံးခုရဲ့စွမ်းရည်ပဲဘာလို့မေးရလဲသူကမေးလိုက်ပါလေဝယ်လင်းကလည်းစစ်ထူနယ်ကိုကြိလိုက်ပါလေထိုလောကမှာလီမူအန်ပြင်သူလုံးဝကိုယုံကြည်နိုင်တဲ့တူးတဲ့သောလူကစစ်ထူနယ်ပဲဖြစ်ပါလေဝယ်လင်းကသူ့ရဲ့တော်အေးကိုပို့လိုက်တော့အဖျောင်းအလင်းနဲ့တစ်ခုကပေါ်လာပါလေထိုအဖျောင်းအလင်းကနဖျားပြည့်တဲ့ဖျားမျိုးကိုထုံးလုံးနေပါလေဝယ်လင်းတွားတော့ထိုဖျားကအနည်းငယ်မရှိရင်ပဲဒရေသားဆင်းကျင်းတဲ့သူတိုင်းကထိမိမဲ့ဆိုရင်တော့တည်သွားနိုင်ပါလေစစ်ထူနယ်ကလည်းအံဩသွားပြီးအဖျောင်းလင်းကိုကောက်ယူကာတ ခြားစစ်စစ်ကြည့်လိုက်တော့သူ့ရဲ့မျက်နှာမူအားတီးတောက်ပြောင်းလဲသွားပါတယ်သူ့ရဲ့နှဖျားယုံကလည်းပုံဝင်ကျင်းကိုချက်ချင်းပဲပြန့်နှံ့သွားပြီးအဖျော်အလင်းကိုဝလင်းရဲ့အိတ်ထဲကိုပြစ်ထည့်လိုက်ပါတယ်အလင်းကလည်းဝလင်းရဲ့နှဖျားယုံကနေစဉ်အိတ်ထဲကိုထိုက်ရိုက်ပို့လိုက်ပါတယ်ဂျင်းနဲ့ပေရဘာလို့မင်းမရှိနေရလဲစစ်ထုံနံကအဟိလိုက်ပါတယ်ဝလင်းကလည်းဖျင်းင်းဆွနဲ့ပြောလိုက်ပါတယ်ဂျွမ်မင်ချိုက်ဝမ်းမှာဒီဂျင်းနဲ့ပေအပိုင်းဆိုင်လေးတစ်ခုဟာငါရဲ့ခန္ဓာကိုယ်ထဲမှာပေါ်လာတယ်အဲ့တုန်းကမင်းကအိတ်နေတော့မမြင်လိုက်ရဘူးပြီးတော့ငါရဲ့ခန္ဓာကိုယ်ကပျက်စီးသွားတော့မင်းကငါရဲ့ဝိညာဉ်ကိုကယ်ပြီးတော့ပြန်အိပ်ပျော်သွားတယ် ပြည်ပနေမျိုးရောက်တော့ငါရဲ့ဂျင်းရဲ့ပဲဟာပြည်ပြဆုံးသွားတယ်ဂျင်းရဲ့ပဲဆိုတော့အရန်ရက်ဆက်တဲ့အရာတစ်ခုပဲငါသတင်းချက်လက်တွေအများကြီးကိုမသိရင်ပဲကျင့်ကြံခြင်းမဟာမိတ်ဖဲရဂျင်းရဲ့ပဲကျင့်ကြံသူတိုင်းကိုအမြဲရှာဖွေနေရဆိုတာတော့ငါသိတယ်သူတို့ကတွေးတဲ့အခါတိုင်းလဲတက်ပစ်ကြတယ်မင်းရထားကိုဘသူမှမပြအောင်အထူးသဖြင့်လက်ရှိဟင်းသားဘရာဟုတ်စစ်ထူနယ်မျက်နှာမူရအလုံးမရောအလေးနက်ဖြစ်နေပါတယ် ဝန်လင်းကလည်းခေါင်းညှိလိုက်ပါလေဒီချင်းရဲ့ပေကမင်းရဲ့မာယာနာတကြွချင်းနီလန်းနဲ့ဆက်ဆက်နေလိုက်မယ်လို့ငါတန်တရားရှိတယ်သူကပြောလိုက်ပါလေစစ်ထူနန်းကလည်းအံဩသွားပြီးမေးစေးကိုပို့ရင်မင်းပြောတာအမှန်ကောင်းမှန်လိမ့်မယ်ဒါပေမဲ့ငါမသိတဲ့အချက်လက်တွေကလည်းရှိနေသေးတယ်ဘာလို့လဲဆိုတော့အဲ့လိုဆိုရင်ငါမှလည်းချင်းရဲ့ပေကရှိရမှာပေါ့ငါတီးတလို့ဆိုရင်ချင်းရဲ့ပေကပေါ်လာဖို့အတွက် အခွင့်အလမ်းအရန်ကိုနေတယ်ပြီးတော့ကြင်ကြံဘိုးကလည်းအရန်ကိုခတ်တယ်မင်းကဘလို့ထိခိုက်မှုမှမရှိပဲခန္ဓာကိုယ်ကနေဖယ်ရှားနိုင်ခဲ့တယ်ဆိုတာအံဩစရာပဲစစ်ထူနန်းကတော့ဝန်လင်းကိုလေးစားတဲ့အချိန်နဲ့ကြီးလိုက်ပါလေ စစ်ထူကျင့်ကြံခြင်းဂျိုသလင်းကြောင့်ဝဂျီနေပယ်ရဲ့ကန့်သက်ချက်တွေကိုကြော်လောက်ဖို့ကူညီပေးနိုင်တယ်လို့တရားဥပဒေကနေငါကြားခဲ့တယ်။အရာအမှန်လား။ကျင့်ကြံခြင်းဂျိုသလင်းကြောင့်ဆိုတာကလည်းဗာလေ။ဝန်လင်းရဲ့မျိုးလုံးများတောက်ပနေပြီးရာဇူးနေပေါင်များစွာထိန်းချုပ်ထားတဲ့မိကုံးကိုမိလိုက်ပါလေ။မင်းကကျင့်ကြံခြင်းဂျိုသလင်းကြောင့်ရဲ့အကြောင်းတော့သိနေရပဲ။စစ်ထူနဲ့လည်းရှုပ်ထွေးရမှုရနဲ့တပင်းကိုချလိုက်ပြီးကျင့်ကြံခြင်းသလင်းကြောင့်ဝကောင်းတဲ့ရာတော့မဟုတ်ဘူး။ဒါပေမဲ့ဒီဂျိုကနေထွက်ချင်ရင်တော့မင်းကရယူရလိမ့်မယ်။မဟုတ်ရင်တော့မင်းကအနာဂတ်မှာပြဿနာတွေဖြစ်လာနိုင်တယ်။ ကျင်းကျပ်ခြင်းဂျိုတလင်းကျောက်ဝကျင်းကျပ်ခြင်းမဟာမိတ်ဖက်ရကျင်းကျပ်ခြင်းဂျိုတခုကိုထိန်းချုပ်ဖို့အတွက်အသုံးပြုတဲ့အဆိုအဝါဆုံးအရာပဲစစ်ထူနန်းဆက်ပြောနေတော့အဝေးကိုကြည့်ပြီးဒါအောင်နောက်မှပဲဆက်ပြောကြရဖို့အခုငါတို့ရဲ့ရှေ့မှာဆွမစ်ခံမတင်မျိုးမျိုးနဲ့ဝင်နေရသူတို့ရဲ့ဘိုးဘေးရဲ့ဝိညာဉ်ကိုပူဇော်နေကြတယ်ငါကစဉ်းစားကြည့်အောင်မယ်ပထမမျိုးဆက်ဟင်ဒါဘရာဘိုးဘေးဝိညာဉ်ကိုအသုံးပြုပြီးလှုပ်ဝက်ဆန်းကျတဲ့စွမ်းအားတစ်ခုကိုစုပ်နိုင်တဲ့နီးပညာတစ်ခုကိုလေ့လာခဲ့ရဆိုတော့ငါမှတ်မိတယ်ငါကလည်းအသက်ကြီးလာပြီထင်တယ်မှတ်ညံ့နေရလဲစိုးဝါနေပြီဒါကမှန်တယ်လို့ထင်တယ် ဝန်လင်းကုန်းလေးပုံကြောက်စိမ်းတစ်ခုငေါ့ပြီးဝန်လင်းကလည်းအဝေးကိုကြည့်လိုက်ပြီးသူ့ရဲ့တူလွန်အေးကိုပုတ်ကကုန်းလေးပုံကြောက်စိမ်းတစ်ခုကိုထုတ်လိုက်ပြီးစစ်ထူနန်ကိုပေးလိုက်ပါတယ်စစ်ထူနန်ကတော့ကုန်းလေးပုံကြောက်စိမ်းကိုယူပြီးတကြိမ်နဲ့ကွက်ကျစ်သွားတဲ့အထိဆုပ်လိုက်ပါတယ်သူ့ရဲ့မျိုးလုံးလေးကလည်းကုန်းလေးပုံစွမ်းရည်များနဲ့ပြင်းထန်နေပြီးပထမမျိုးဆက်ဟင်းတာပရာအဲ့ဒီနီးပညာမှာအာနေချာတစ်ခုကရှိတယ်လို့ပြောခဲ့တာကိုငါမှတ်မိတယ်အဲ့အာနေဂျဲအခုငါအတွက်စိတ်နှောက်ရှက်ဖြစ်စေရင်ပဲရှောင်ရှားနိုင်လိမ့်မယ်ဝမ်လင်းဒီမှာစောင့်နေငါချက်ချင်းပြန်လာခဲ့မယ် ထို့နောက်မှာတော့သူကပြောက်ကွက်သွားပါတယ်စစ်ထူနန်းကပေါ်လာပြီးတူချယ်စီကိုထိန်းနှက်စေခဲ့သလိုအာနာတက်ချင်အဆင့်ကျင်းတဲ့သူအလုံးကလည်းထိုကဲ့သို့အချိန်မှောက်ကိုခံစားရပါတယ်အဖီယံဝိဆုံနဲ့အသက်ကြီးကြီးလူတယောက်ကဟင်းသာဗရာနိုင်ငံရဲ့အရှိတ်အကောင်းကြီးမှာပေါ်လာပါတယ်သူကတော့ကောင်းကြီးကြောက်ကန်ရဲ့တူးတဲ့သောအာနာတက်ချင်အဆင့်ကျင်းတဲ့သူချူယန်ဖေပဲဖြစ်ပါတယ်ယခုချိန်မှာသူ့ရဲ့မျက်နှာမူရမတိမငြိမ်ဖြစ်နေပါတယ်ခနာကြတော့သူကတပင်းကိုချပြီးအရင်ကအစွမ်းထက်တဲ့အချိန်မှောက်တွေပဲသူကပြောလိုက်ပါတယ် သူကလည်းခေါင်းခံလိုက်ပါတယ်အရှိဘတ်ကိုကြည့်လိုက်တော့သူ့ရဲ့မျိုးလုံးများအိဆက်သွားပါတယ် သူရဲ့အနောက်မှာတော့ချင်းချက်သူအနိုင်ငယ်ဟာရှိနေပါတယ်ဟင်းသားဗရာကုံးမီရဲ့တောင်ဘက်ကောင်းကင်မှာချင်းချက်သူတရာကျော်ကပေါဝင်တဲ့စစ်တပ်တစ်ခုကတောင်ဘက်ကိုဥတီပြီးတော့ပြန်တန်းနေပါတယ်ထိုဖဲရှေ့ဆုံးမှာတော့တလက်ပိုင်းအရွယ်မြူတာတူကရှိနေပါတယ်သူကတော့ကဘာကြီးကိုတုံလုံးစေတဲ့ခိုင်းရဲ့ချင်းချက်သူတူဖြစ်ပြီးဒီလိုရှုပ်ထွေးတဲ့စစ်ပွဲကာလမှာပေါဝင်သွားတာတကယ်ကိုကန့်ဆိုးတာပဲသူကခါတိစွာနဲ့ပြောလိုက်ပါတယ်စိန်ဝဉ္ညံဖြစ်ပေါ်ခြင်းအဆင့်ကျင့်ရသူအများစုနဲ့အတူစိန်ဝဉ္ညံအတွင်ပြောင်းလဲခြင်းအဆင့်မှာရှိတဲ့လူက၃ဦးပဲရှိပါတယ်။သူတို့ရဲ့နောက်မှာတော့ဒရီတာအဆင့်ကျင့်ရသူတရာကျော်ကရှိနေပါတ င်ကျူချွဲစီကဟင်းဒဗရာတောင်းကိုပြန်ရောက်ပြီးနောက်အနေငယ်အားယူပြီးဟင်းဒဗရာကုန်းမြေရဲ့အနောက်ဘက်ကိုထွက်ခေါက်သွားပါတယ်ဟင်းဒဗရာကုန်းမြေရဲ့အရှိတ်အဆုံဖြားမင်းမောင်းနေတဲ့မိုးတိမ်ထဲမှာတော့ပစ္စမမျိုးဆက်ဘိုးဘီယာမိုင်းနေကိုကြီးနေပါတယ်စိတ်ဝင်ညအတင်ပြောင်းလဲခြင်းအဆင့်ရှိတဲ့အလောင်းကိုင်းရစီမှာစစ်ထူနယ်ပေါ်လာတဲ့အခါဖိဖက်သွားတဲ့ပြောင်းလဲမှုကိုမတိရှိလိုက်ပေမဲ့ပစ္စမမျိုးဆက်ဘိုးဘီယာမျက်နှာပြသောတော့တွေ့တော့သူကအံ့ဩသွားပါတယ်သူကစုံစမ်းမေးမြန်းမလို့ပဲရှိသေးတယ်ပစ္စမမျိုးဆက်ဘိုးဘီယာလက်ကိုဖွင့်ရပြီးစီမစားလိုက်ရအောင်သူကပြောလိုက်ပါတယ် စီမိုင်းမျိုးများလည်းတောက်ပသွားပြီးရဲလိုက်ကကောင်းပြီလေငါဒီဟိုလာတဲ့အကြောင်းရင်းကဒီအလောင်းကောင်းကိုပြေးပို့ဖို့ပဲဒါကမင်းတို့စုပိတ်ခံမတင်မျိုးမျိုးနဲ့မျိုးပင်ကိုပို့ပြီးတော့ဖွင့်ပြိုးစေနိုင်တယ်ထို့သောပြောပြီးတော့သူ့နောက်ကအလောင်းထင်းသိမ့်သူနှစ်ဦးကိုလက်ကြည့်လိုက်ပါတယ်စကားတစ်ခွန်းမှပြောပဲအလောင်းထင်းသိမ့်သူနှစ်ဦးကအခေါင်းပေါ်ကနေဆင်းပြီးလက်ကိုလဝကပ်ပုံစံဖယ်စီလိုက်ပါတယ်ဝိညာဉ်အမြင့်တန်းတစ်ခုကသူတို့စီရနဲ့ထွက်လာပြီးအခေါင်းပေါ်ကိုကြောက်ထွားပါတယ်ခဏကြာမှတော့အလောင်းထင်းသိမ့်သူနှစ်ဦးကသူတို့ရဲ့ခန္ဓာကိုယ်ကနေထူးဆန်းတဲ့အလေးနာများကိုထုတ်လွှတ်လာပြီးဖွင့် သူတို့ကအဟိလိုက်ပါတယ်တသားနှစ်ခုပုတ်လိုက်တံများလည်းထပေါက်လာပြီးအခောင်းရဲ့တသားအဖုံးကဖြည်းဖြည်းချင်းရွေလျားကပွင့်လာပါတယ်အပေါက်ကလည်းပူပြီးတော့ကြီးလာပါတယ်အနေအောင်အဟွေးတံများနဲ့အတူပုတ်ပွားနေတဲ့အသားရဲ့အနံ့စိုးများအထက်ကနေထွက်လာပါတယ်ပစ္စမမျိုးဆက်ဘိုးဘေးကလည်းအခောင်းကိုညင်သက်ဆွန်နဲ့ကြီးနေပါတယ်သူနောက်ကအရွက်ရှိရွက်ရှာမတုံးကတော့စိုးရင်ဘူပန်နေကြပြီးတိတ်တိတ်ဆိတ်နဲ့သတိထားနေပါတယ်ထောက်အလောင်းထင်းသိသူနှစ်ဦးကထောက်အုပ်လိုက်ပါတယ်မမြင်ရတဲ့လက်တစ်ဖက်ကအဖုံးကိုတွန်းဖက်လိုက်တာကြောင့်မြေပေါ်ပြတ်ကျသွားပါတယ်ထိုးထိန်မှာပဲအနေအောင်အဟွေးများပုံမထူထွက်လာပြီးအခောင်းထဲကနေထွက်လာက တကောင်းလုံးဝင်းရသွားပါတယ်။စူပိခန့်မတင်မျိုးမျိုးနဲ့ပစ္စမမျိုးဆက်ကဒါမင်းတို့ပြောနေရဲ့အလောင်းလား။သူကအစ်ဆက်စွာနဲ့ပြောလိုက်ပါတယ်။စီမားကလည်းပြုံးစီပြုံးစီနဲ့ပစ္စမမျိုးဆက်ဖိုးပြီးငါတို့ကအပြစ်မတင်ပါနဲ့။အမိတွေကအထက်ကလာတာပါ။အလောင်းလည်းအထက်ကနေပို့လိုက်တာ။ငါတို့မှဆုံးဖြတ်ဖို့အတွက်အခွင့်မရှိဘူး။ဒါပေမဲ့ဟင်းသားဗရာချိုးဘုံမှာစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအဆင့်ဘလူးနတ်ဆိုးမျိုးနဲ့အလောင်းတွေဟာအများကြီးမရှိဘူး။တလောင်းတော့အခြားကျူကနေယူလာတာ။ကျန်တဲ့အလောင်းလီလောင်းကိုလည်းသူတို့ရဲ့နေရာတွေကိုပို့ပြီးသားဖြစ်ရမယ်။ သူကပြောလိုက်ပါတယ်စုံမြခန့်မတင်မျိုးမျိုးနဲ့ပစ္စမမြောက်ဘိုးဘေးကတိတ်ဆိတ်နေမိမဲ့မျက်မှောက်ကျော်လိုက်မိပါတယ်ထိုးအချိန်မှာအလောင်းထင်းတဲ့သူနှစ်ယောက်ရဲ့လက်တွေကဒစိမ့်တွေကိုပို့ပြီးတော့မျက်စင်စွာဖက်စည်းလာပါတယ်သူတို့ကတွဲလာပြီမဲ့တွဲများအခေါင်းပေါ်မကြပဲတွဲလူသားနှစ်ယောက်ဖြစ်လာပါတယ်တွဲလူသားနှစ်ယောက်ကတော့အခေါင်းထဲကိုတန်းပြီးတော့ဝင်သွားပါတယ် အခောင်းထဲကနေအလောင်းကြီးတစ်လောင်းကလည်းပေါ်ထွက်လာပြီးချိတ်ရတန်တွေအများကြီးကထွက်ပေါ်လာပါတယ်အလောင်းကြီးကတော့ပစ်တရာကျော်မြင့်ပြီးပုတ်ပွားနေပါတယ်အရိုးဖြူတွေကိုမြင်နိုင်တဲ့နေရာများကလည်းရှိနေပါတယ်လက်ကောက်ကြီးများကလည်းအခောင်းထဲမှာယူလီယာနေဆဲဖြစ်ပြီးအရန်အောင်မှာယွန်းစရာကောင်းပါတယ် ဒူဝရင်အလောင်းရဲ့ဥကောင်းကတော့အချိန်လေးကောင်းလို့မှဖြစ်ပါတယ်အထူးသဖြင့်မြခုံးကြခန်းရောက်ပစိန်ကရောင်းတီးတာပါတယ်ထိုအချိန်မှာအေးဆေးတည်ငြိမ်တဲ့အတန်တစ်ခုကဝေးရနေထွက်ပေါက်လာပါတယ်စွန်ပြည့်ခတ်မတိမ်မျိုးမျိုးနဲ့ငါးရုံမြောက်ဖိုးပြီးဒီဖိုးကြီးချူရန်ဖေရောက်မင်းနဲ့တိုက်ခိုက်ဖို့အတွက်ရောက်လာပြီးထိုအတန်ရောက်လာတဲ့မိုးတိတ်မဲရီရဲ့အပြင်ပန်းကနေတောင်မောက်ဖေရောက်ကောင်းတဲ့ပေါက်ကွဲတန်တစ်ခုကထွက်ပေါက်လာပါတယ်ထုံနောက်မှာတော့မိုးတိတ်မဲရီရဲ့အပြင်ပန်းမှာအင်အားကြီးမားတဲ့ဖီယာတစ်ခုကပေါ်လာပြီးမိုးတိတ်မဲရီကိုဖျက်ဆီးလိုက်ပါတယ် ပေတောင်းကမှာတော့မိုးကြိုးလိုမျိုးလုံးများနဲ့တောက်ပနေတဲ့ကောင်းကင်ကြောက်စင်းကိုင်းရဲ့အာနာတက်ချင်အစင်ကျဉ်ညက်သူကရက်နေပါတယ်။သူရဲ့နောက်မှာတော့အိဆရဲအကြီးတွေနဲ့တဖက်လူစိတ်များပြင်းနေတဲ့ကျဉ်ညက်သူအမြောက်များရှင်းနေပါတယ်။ပစ္စမမြောက်ဘိုးဘေးရဲ့မျိုးလုံးများလည်းအိဆက်သွားပြီးညာလောက်ကိုဖျင်းကတော့ ူကအော်ပြောလိုက်ပါတယ်ထိုစကားတစ်ခုနဲ့နဲ့ဆွမိခန့်မတင်မျိုးမျိုးနဲ့ဝင်အားလုံးကအပြင်းအထန်ပြေးထွက်သွားပြီးတိုက်ပွဲတစ်ခုကိုစတင်ခဲ့ပါတယ်ချူလန်ဖေးကလည်းအခောင်းရဲ့ဘေးကိုရောက်လာပြီးလဝါနဲ့ရိုက်ချလိုက်ပါတယ်အလောင်းကြီးမင်းတို့ကတည်ကျင်နေရပဲသူကပြောလိုက်ပါတယ်ဆွမိခန့်မတင်မျိုးမျိုးနဲ့ရဲ့ငါးမျိုးဘိုးဘေးကလက်ကိုလှမ်းပြီးအလောင်းကရဲ့မင်းရဲ့ဝင်းတွေကိုပူဇော်မှုလုပ်တဲ့နေရာစီကိုဆွဲခေါ်သွားပါတယ်ထိုအရာချူလန်ဖေးရဲ့လက်ကအခောင်းဖို့မကြောက်ခင်မှာပဲဖြစ်သွားတာပါ ချူယန်ဖီယက်လက်ကအခေါင်းပုတ်မကြခင်မှာပဲအလောင်းကြီးကမြေပေါ်ပြုတ်ချသွားပြီးမြေမုံးတွေလွင့်ဆင်သွားတဲ့လုခမှုတစ်ခုဖြစ်ပေါ်လာပါတယ်။ချူယန်ဖီယက်နဝါနဲ့အခေါင်းကိုဖုံးဖို့ဖြစ်သွားစီပါတယ်။ ငါအမြောက်ဖို့ပေးရပြန်လဲဝင်စားခြင်းတပင့်ကိုအသက်သွင်းသူကပြောလိုက်ပြီးချူရန်ဖေးစီကိုအမြဲမဲပြေးသွားပြီးလက်ကိုဝင်ရလိုက်ပါတယ်မိုးတိတ်မဲဒီကလည်းအမြဲမဲပေါ်လာပြီးသူနဲ့ချူရန်ဖေးကိုဝင်ရလိုက်ပါတယ်မိုးတိတ်မဲဒီရဲ့အတွင်းဘက်ကနေအလင်းတန်းများထွက်ပေါ်လာသလိုကုန်းကင်းမွန်စွန်းရင်ကိုအုံပြီးလို့တုံခါမှုတွေကလည်းဖြစ်ပေါ်လာပါတယ်ထုံတုံခါမှုတွေမှာပိတ်မိသွားတဲ့ဘသူမဆိုချက်ချင်းပဲဖုံမိုးတွေဖြစ်သွားပါတယ်ငါအမြောက်ဖို့ပေးရထွက်သွားပြီးနောက်အကြီးကတရားဝမြူနဲ့ဝင်းတွေကိုကြော်ပြီးအလောင်းကြီးကိုခုံတက်သွားပါတယ် သူ့ရဲ့ခန္ဓာကိုယ်ပေါ်ကလက်ကောက်တွေဦးနောက်ဂူးမဆိုင်ရဲ့ပုံနဲ့ညာလက်ကိုလှမ်းလိုက်တော့သူ့ရဲ့လက်ထဲမှာလက်သီးရွယ်ရှိတဲ့ရွှေအောင်အလုံးတစ်ခုကပေါ်လာပါတယ်ထိုးချိန်မှာစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းအလေအဆင်းရှိတဲ့ကျဉ်ကျဉ်သူတယောက်ရဲ့မျိုးလုံးများတောက်ပွားလာပြီးသူကတိုက်ခိုက်နေတဲ့သူကိုရှောင်းကရွှေအောင်အလင်းရှိတဲ့လူစီကိုပြေးသွားပါတယ်သူကလည်းအဲ့ရွှေအောင်အလင်းကိုပြစ်ချလိုက် သူကအော်ပြီးတော့လက်ကိုဝင်လိုက်တော့တပြန်တစ်ချောင်းကထွက်ပေါ်လာပါတယ်အရွယ်ရှိတဲ့ရှာမန်ကသူ့စီကိုပြေးလာတဲ့ တလပိုင်ရွယ်မြို့သားကိုကြည့်ဖို့ရုတ်တရက်ခေါင်းမောလိုက်ပါတယ်တွန်းဆုံမှုနေပဲရွှေအောင်အလင်းကိုအလောင်းကြီးရဲ့ရင်ဘတ်ကိုဖိလိုက်ပါတယ်ရွှေအောင်အလင်းကလည်းတောပေါက်သွားပြီးတပြန်ကရွှေရှိရဲ့ရှာမဲရင်ဘတ်ကိုဖောက်ထွင်းသွားပါတယ်ရွှေရှိရဲ့ရှာမဲမျက်နှာလည်းတင်မတက်ဖြစ်ပြောနေမိရွှေအောင်အလင်းကတော့အလောင်းရဲ့ရင်ဘတ်ကိုဆက်ပြီးတော့ဖိနေပါတယ်ပြီးတော့သူကရဲလိုက်ပြီးရင်ဘတ်ပေါ်ကဒဏ်ရာများကိုတုပ်လိုက်ပါတယ် သူ့ရဲ့လက်ချောင်းကသွေးမြောက်လည်းရက်လိုက်ပြီးတလပိုင်းအမျိုးသားကိုတိုက်ခိုက်ဖို့အတွက်အမြဲတမ်းထုတ်သွားပါတယ်ဘလူးနတ်ဆိုမြို့နယ်ရဲ့အလောင်းပုတ်ကရွှေရောင်တောက်ပွားမှုကလည်းပို့ပြီးတော့တောက်ပွားလာပါတယ်ငါရောင်မြောက်ဘိုးဘေးနဲ့တိုက်ခိုက်နေတဲ့ချူရန်ဖေးကလည်းမျက်မှောက်ကျုပ်လိုက်ပြီးနောက်ဆုပ်ကအဲ့ဒီဘလူးနတ်ဆိုမြို့နယ်ရဲ့အလောင်းကိုဖျက်ဆီးပစ်သူကအော်ခလိုက်ပါတယ်ပောင်ဝင်းချင်းကကျင့်ကြက်သူအလုံးကလည်းအလောင်းစီကိုပြေးသွားပါတယ်။ဒူရရင်စွန့်ပစ်ခန့်မတင်မျိုးမျိုးနဲ့ဝင်နေရသူတို့ရဲ့အတောက်ကိုဂင်းမဆိုင်ပဲလမ်းမပည့်ရနေကြပါတယ်။အထိုးကတော့ကျင့်ကြက်သူတွေကိုတားဆီးဖို့အတွက်သူတို့ကိုသူတို့ဖောက်ခွဲဖို့တော့ဆန္ဒရှိနေကြပါတယ်။ ရွှေအောင်တောက်ပမှုကလည်းပို့ပြီးတော့တောက်ပလာပါတယ်ထိုးချိန်မှာပဲဘလူးနတ်ဆိုမျိုးနွယ်ရဲ့အလောင်းကကျုပ်သွားစွာပြူလာပါတယ်ရွှေအောင်လင်းနဲ့နေရမြေပြင်ပေါ်ကအပင်ပင်လိုမြေကြီးရအဟာရတွေကိုဆုပ်ယူရင်ကြီးထွားလာပါတယ်ထိုးဖြစ်စဉ်ကအသက်ရှူချိန်ဆက်ကျင်တော့ကြပြီးနောက်ဘလူးနတ်ဆိုမျိုးနွယ်ရဲ့အလောင်းကစွန့်အာလုံးကကုဆုံးသွားပြီးဖုံမိုးတွေအဖြစ်ပြောင်းလဲသွားပါတယ် ချူယန်ဖေကတော့အမဲရောက်မိုးတိတ်နေရနေရွှေအောင်လင်းစည်းကိုပြေးထွက်လာပါတယ်။ငါရောင်မြောက်ဘိုးဘီကတော့အမဲရောက်မိုးတိတ်နေမှာလှောင်ပြောင်ပြီးတော့သူ့ကိုတားဆီးဖို့အတွက်မကြိုးစားပါဘူး။ချူယန်ဖေကရောက်တဲ့အခါရွှေအောင်လင်းကရုတ်တရက်ဖြုတ်ကွဲသွားပြီးပေထောင်လောင်းမြင့်နဲ့ပြန်လည်မူဖောက်ချင်းတစ်ပင်အားပေါ်လာပါတယ်။အင်းအားပြင်းနဲ့တုတ်ခမ်းမှုလိုင်းတစ်ခုကလည်းပြန့်နှံ့သွားပြီးဟိန္ဒဗရာကျူရဲ့အရှိပိုင်တစ်ခုလုံးဖုံးလွှမ်းသွားပါတယ်။ချူယန်ဖေရဲ့မျက်နှာကလည်းအကြီးကျယ်ပြောင်းလဲသွားပြီး အမြန်ပဲနောက်ဆုတ်သွားပါတယ်ဒူရတဲ့တုန်ခါမှုလမ်းကြောင်းထိခိုက်သွားပြီးသူ့ပါဇာတော့ကနေသွေးများလည်းစိတ်ထွက်လာပါတယ်ငါရောမြောက်ဘိုးဘေးကတော့လှောင်ပြောင်းရင်းချူရန်ဖေးစီကိုတွန်းဝင်လာပါတယ်ချူရန်ဖေးရဲ့မျိုးလုံးများကတော့တောက်ပလာပြီးထမတိုက်တော့ဖို့ဆုံးဖြတ်လိုက်ပါတယ်စုပ်သူကအဟိလိုက်ပြီးထုံနေရနေထွက်ပြေးသွားပါတယ်စွန်ပြခန့်မတင်မျိုးမျိုးနဲ့တိုက်ခိုက်နေတဲ့ကြင်ကြံသူအလုံးကလည်းတပင်းကိုချပြီးအမြန်ပဲဆုတ်ခွာသွားကြပါတယ် ဆွန်ပြေခန့်မတင်မျိုးမျိုးနဲ့ဝင်နေရလိုက်ဖို့ပြင်နေတော့ငါယုံမြောက်ဘိုးဘေးကမလိုက်နဲ့တော့ပြန်လည်မျိုးဖောက်ချင်းဘိုးဘေးရဲ့တပင်ကိုကောက်ခွေကြောက်သူကပြောလိုက်ပါတယ်ဘာမှမလုပ်ခဲ့တဲ့စီမာကြီးကပြန်လည်မျိုးဖောက်ချင်းတပင်ကိုလှုပ်ဝက်ဆန်းကြတဲ့အကြည့်များနဲ့ကြည့်ပြီးငါတို့နှစ်ယောက်ရဲ့သဘောတူညီချက်အရအဲ့ဒီပစီကဘမလေးသူကမေးလိုက်ပါတယ်ငါယုံမြောက်ဘိုးဘေးကခဏစဉ်းစားပြီးသူ့ရဲ့နဖူးကိုလည်းညုံနဲ့ထိုးလိုက်ပါတယ်သူ့ရဲ့မြခုံကြားကနေလဝါရွက်တရူတစ်ခုကထွက်လာပါတယ်ထိုးတတူးကအရင်အောင်မှရှုပ်ထွေးပါတယ်ကြည်လိုက်ရုံနဲ့မျိုးလုံးလဲသွားပါလိမ့်မယ် ူရတဲ့အယောင်းလေရှိကြပြီးဖြက်စီနိုင်တဲ့စွမ်းအားတစ်ခုကပေါင်းနေပါတယ်ဒီတက်တူကဘိုးဘေးတွေကလက်ဆင့်ကမ်းပေးတဲ့တက်တူတစ်ခုပဲငါရွက်ကိုရဲ့အဆင့်ကိုရောက်တော့ဒါကိုပြီးမြောက်အောင်လို့လုံလိုက်ခဲ့တယ်ထို့သူပြောပြီးတော့သူကလက်ကိုဝင်ရလိုက်တော့တက်တူကစီမာစီကိုပြန်တန်းသွားပါတယ်စီမာရဲ့မျက်နှာမူကြီးကလည်းတကြည်လာပြီးသူ့ရဲ့တူတော်အေးကိုပုတ်ကချက်စင်းတစ်တက်တစ်လုံးကိုထုတ်လိုက်ပါတယ် ို့တစ်တာဝဉဉ်စွိုင်းတွေကိုမပေးစွိုင်းပေမဲ့ကောင်းလေးဖုံစွိုင်းတွေကိုပေးစွိုင်းပြီးအစွမ်းထက်တဲ့အတားစီများနဲ့ဖုံးနေပါလေသူကဂယူတဆိုင်နဲ့တတူးကိုကြောက်စင်းတစ်တာတွေကိုထည့်ပြီးတပြင်းကိုချလိုက်ကတစ်တာကိုသူ့ရဲ့အိတ်ထဲကိုပြတ်ထည့်လိုက်ပါလေပြီးတော့သူကရင်မောလိုက်ပြီးငါရုံမြောက်ဘိုးဘေးကတကယ်အိုမဆွန်ပစ်ချက်ခိုင်ပါတာပဲကြံတဲ့ဘိုးဘေးတွေကလည်းအဲ့လိုပဲလုံးကြမယ်လို့မျှော်လင့်ပါတယ်ငါတို့ဆွန်ပစ်ခံမတင်မျိုးမျိုးနဲ့ရာမင်းတို့အလောင်းခိုင်းတဲ့ဂရိပေးထားတယ်ဆိုတော့ငါတို့ဘက်ကလည်းသဘောတူညီချက်ကိုမချိုးဖောက်ဘူးငါရုံမြောက်ဘိုးဘေးကစီမာကိုအစ်ဆက်စွန်နဲ့ကြီးလိုက်ပါတယ်စီမာကလည်းရင်မောနေတော့သူ့ရဲ့မျိုးလုံးများတော့ပါလာပြီး ်ငါမင်းတို့အလောင်းကားရဲ့ခိုင်ကျုပ်စီကနေသတင်းစကားတစ်ခုကိုပို့ပေးမယ်ငါတို့အလောင်းကားမှာမင်းတို့ရဲ့အရွက်ကိုရဲ့ရှာမန်နေအများကြီးကိုတတ်ခဲ့တဲ့ဘလူးနတ်ဆိုမျိုးနွယ်ရဲ့အလောင်းကောင်တစ်ခုကရှိသေးတယ်သူရဲ့ခန္ဓာကိုယ်ကအာနာတက်ချင်းအလဲအစိမ့်ဝင်တော့ရောင်းနေပြီ စိတ်ဝင်စားတဲ့ဆိုရင်တော့မင်းတို့ကငါတို့အချိန်မီဆက်သွက်လို့ရတယ်ထို့သောပြောပြီးတော့တုတ်ပြတ်မှုတော့မဆောက်ပဲအမြန်ပဲထွက်ခေါက်သွားပါတယ်အလောင်းထင်းသိသူနှစ်ယောက်ကလည်းအမြန်ပဲလိုက်သွားပြီးသုံးအောင်လုံးကအမေရောက်မိုးတိတ်ထဲကနေပြောက်ကွက်သွားပါတယ်ထိုကဲ့သို့မြင်ကွင်းမျိုးကဟင်းတပ်ပရာကုန်းမြေရဲ့မြောက်တောင်နဲ့အနောက်အဆုံဖျားဒီမှာလည်းဖျက်ပြတ်ခဲ့ပါတယ်ကမကောင်းစွာနဲ့အနောက်ဘက်ပြန်လည်ဖောက်ချင်းတပင့်ကိုအောင်မြင်စွာနဲ့ဖျက်ဆီးနိုင်ခဲ့တဲ့ကျူထယ်စီကလွင့် ောင်ထဲအရှိဘတ်တော့မောင်မီခဲပါဘူး။ဒူဝါနဲ့မြောက်ဘက်တပင်းမှာတော့ထူးစားတဲ့မြေခွင်းတစ်ခုကပေါပေါလာပါတယ်။စစ်ထုနယ်ရဲ့ပုံရင်ကဝင်းညင်တကောင်လိုရွှေလျားပြီးအမဲရောက်မြခိုးတဲကိုတဲတဲဆိုင်နဲ့ဝင်ရောက်သွားပါတယ်။ဘသူကမှသူ့ကိုမြင်လိုက်တာမဟုတ်ပါဘူး။ထုံနေအောင်တောင်ဝင်ယူထားတဲ့လေယောင်မြောက်ဘိုးဘေးကတော့သူ့ကိုမမြင်လိုက်ပါဘူး။ပြန်လည်မြဖွားချင်းဘိုးဘေးတပင်းကစတင်ကြီးထွားလာချိန်မှာစစ်ထုနယ်ကတပင်းထဲကိုဝင်ရောက်ပြီးကဘာတကောင်လိုဖြစ်သွားပါတယ်။ သူကတပင်အတွက်ရည်ရထားတဲ့အာဟာရအလုံးကိုဆုပ်ယူလိုက်တာကြောင့်အလုံးရှားပါတဲ့ပြန်လည်မဖွားခြင်းတပင်ပေါက်ကထူလဲသွားပါတယ်ထိုထူးဆန်းတဲ့မြင်ကွင်းကြောင့်စွမိခန့်မတင်မျိုးမျိုးနုံဝင်အလုံးကလည်းအံ့ဩသွားပါတယ်ဒေါသဖန်နေတဲ့လေယုံမြောက်ဘိုးဘေးကတော့တတူးလေးကိုပူဇော်ပြီးစစ်ထူနန်းကိုရှာတွေ့ခဲ့ပါတယ်စစ်ထူနန်းကတော့လေယုံမြောက်ဘိုးဘေးကိုမာနတက်စွာနဲ့ရင်မောလိုက်ပြီးပြောက်ကွက်သွားပါတယ်လေလူထဲမှာတော့အတန်တစ်ခုကပဲကြံခဲ့ပါတယ်ဒါကြီးကတကယ်ကိုဆိုးတာပဲ ဒါလုံးတော့ရသာဆုမဲ့တည်ရင်ငါမစားပါဘူး။ဆွန်ပြေခံမတင်မျိုးမျိုးနဲ့ရလေယုံမြောက်ဘိုးဘီရဲ့ဇဝင်များတော့အဖြစ်အောင်ပြောင်းသွားပြီးသူ့ရဲ့နှလုံးကလည်းသွေးနီးအောင်ဖြစ်လာကြောင်းသွေးများအောင်စီကြလာပါတော့မယ်။သူကတော့ဟိန်းတန်ကြီးကိုပေးပြီးစစ်ထူနန်ကိုလိုက်လံပြီးတော့ရှာဖွေနေပါတယ်။စစ်ထူနန်ကတော့ပြန်လည်ဦးစားခြင်းတစ်ပိတစ်ပင်ကိုစားသုံးလိုက်ရုံနဲ့မကပဲဘိုးဘီဝင်းညင်တစ်ခုလုံးပါမြှထားလိုက်တာပါ။ကျွန်တော်တော့ခရိုဆာကီပါ။နောက်ဗီဒီယိုမှာပြန်တွေ့ကြတော့ပေါ့။အဆုံးထိကျေးဇူးပဲတို့အားလုံးကျေးဇူးအထူးဝင်တည်ရှိပါတယ်။